မင်္ဂလာပါဒီနေ့ပြသပြီးမှာနော်ပကုံးလမောင်းလက်ပြန်ကြော်တောက်တွင်းနေသူတွေလိုက်ပိုက်လေ့ကျင့်လို့ရမယ်ကြော်ချော်နေလူပြသပြီးမှာဖြစ်ပါတယ်အခုပြရတဲ့ပုံစံတိုင်းလက်လေးကိုဆက်တုပ်တယ်လှည့်ပြီးွားရင်လက်ကိုလိမ့်လိုက်တယ်နော်အတွင်းကိုလိမ့်နေဟောပြီအတန်လေးဆက်စကန်တင်ပြတာဟောပြီပြန်လျှော့မယ်လက်ကိုဖြည်းဖြည်းချင်းကွာချမယ်ဘက်ပြောင်းမယ်လှည့်မယ်အပေါ်ကနေယူမယ်လက်ကိုအတွင်းကိုလိမ့်လိုက်မယ်ဆန်းထုတ်မယ်ကောင်းလေးပေါ်မောရမယ် ခုပြရတဲ့ဟာတွေအကုန်လုံး time လုပ်လို့ရရနော်ဟုတ်ပြီဆက်စကန်ပြပြီးဆိုရင်ဖြည်းဖြည်းချင်းပြန်ဆန်းထုတ်ကိုကအဲ့လိုမျိုးအော်ဒီမရောက်ဘူးဆိုလဲတဝက်လောက်မတင်းနေပြီဆိုလဲအဲ့နေရာမှာရက်နေပဲနော်ဟုတ်ပြီနောက်တစ်ပတ်ပတ်ပတ်ပြောင်းမယ်အဲ့တိုင်းလေးလက်ဖြန်းလေးပိုက်ဆွဲမယ်ကောင်းအောင်ဆန်းကြည့်မယ်ကြည့်မယ်နော်ပတ်ပြောင်းဆက်စက်ကမယ်နော်ထိန်းတာနော် ဟောပြီးပြန်လျှောက်မယ်။ပညာလက်ထောင်မယ်။တရောင်စစ်ကနေဘဲတရောင်စစ်ကနေလက်ကိုလိမ်လိုက်လိမ်ပြီးတော့ပိုက်လိုက်မယ်နော်။ခေါင်းအပေါ်ကြည့်မယ်။အတန်းလေးပခုံးတင်းတာနဲ့ပခုံးလျှော်တာမယ်။ပတ်ပြောင်းဆွဲတရောင်စစ်ကနေပိုက်ဆွဲမယ်။ခေါင်းလေးပုံမောတာ။ဟုတ်ပြီပြန်ရှာမယ်အဲ့ဒီတိုင်းလေးညာလဲဆန်းထုတ်မယ်အပေါ်မှာတရောင်စီလေးကိုကွေးမယ်ဘဲဘက်လက်ကပြင်းပြင်းဆွဲမယ်ရှော့လိုက်တင်းလဲမလို့ ဆက်စကန်ထိန်ပြီး short ကနေကြာမှာဆွဲရက်လက်ကဖြီးပြီးချင်းခွာပြီး short ချာမယ် chain ဒီမြင်ဆွဲဟောပြီးဖြီးပြီးချင်းခွာပြီး short ချာမယ်ပကုံးမလက်တင်မယ်အဲ့ဒီတန်လေးပဲခွဲမယ်ပြန်လာမယ်ခွဲမယ်ပြန်လာမယ်နော်အဲ့ဒီတန်လေးပဲဆဲချင်းလုပ်ပြီးပါ ဆယ်ကျင်ပြင်သူဖြည်းဖြည်းချင်းခွန်ပြီးရှော့ချမယ်နော်လက်လေးခါတော့လိုက်အားလုံးပဲကျေးဇူးတင်ပါတယ်တက်တန်း